င်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံအတွက်ယာယီသမရပြည့်တောင်းဝန်ယူခဲ့မိဟုစစ်ကောင်းဆောင်ပေးကြတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံအတွက်မဖြစ်မနေလိုအပ်တာကြောင့်ယာယီသမရပြည့်တောင်းဝန်ယူခဲ့တာဖြစ်တယ်လို့မာတာကတ်ကစစ်ကောင်းဆောင်မိုက်ကယ်ရန်ဒီရာနီဝီနာက ပြောကြားခဲ့ပါတယ်။မိုက်ဂရန်ဒီရာနီဝီနာဟာနိုင်ငံအတွင်းကနေတမရရီဂျိုနီနာထွက်ပြေးသွားပြီးနောက်မှာ မာတာကန်ဟာစစ်တပ်ကနိုင်ငံအာဏာကိုရယူခဲ့ပြီးယာယီတမရဖြစ်တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ယာယီသမရအဖြစ်ကျန်းသစ္စာချိန်ဆိုတဲ့ပွဲမှာမိုက်ဂရန်ဒီရာနီယူနာကနိုင်ငံအတွက်အမှန်တကယ်ပြည့်ပြည့်ပြောင်းလဲမှုတွေလိုအပ်တာကြောင့်ယာယီသမရအဖြစ်တောင်းဝင်ယူခဲ့တာဖြစ်တယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပြီးလာမယ့်၁၈လကနေ၂၄လအတွင်းမှာရွေးကောက်ပွဲကျင်းပပြီးအရက်ဘက်ကိုအာဏာပြန်လည်ပြင်မယ်လို့ပြောကြားခဲ့ပါတယ်မိုက်ဂရန်ဒီရာနီရီနာဟာတမရအဖြစ်ကျဲသစ္စာကျိဆိုတဲ့ဘွဲကိုအမေရိကန်ပြည်သည်ရုရှား ဗီတိန်နဲ့ဥရောပသမဂ္ဂအသံတမန်တွေတက်ရောက်ခဲ့ကြပါတယ်။မာတာဂေကာဟာကမ္ဘာပေါ်မှာအစိုးရဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး2020ပြည့်နှစ်နောက်ပိုင်းမှာပြည်သိကိုလိုနီနိုင်ငံတွေဖြစ်ခဲ့တဲ့မာလီ၊ဘာကီနာဖာဆို၊နိုင်ဂျာ၊ကာဘွန်နဲ့ဂီနီနိုင်ငံတွေမှာစစ်တပ်ကအာဏာသိမ်းခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့တဲ့အတိုင်းစစ်တပ်ကအာဏာသိမ်းခဲ့တဲ့ပြည်သိကိုလိုနီနိုင်ငံဟောင်းတစ်နိုင်ငံလည်းဖြစ်သွားခဲ့ပါတယ်ရှင်။ဒီသတင်းကိုတော့ရင်ကျက်အောင်ကပြပလာတာပါ။